ကဲမန်စီဘက်ညီကိုရီအားလုံးပဲမင်္ဂလာပါဗျအတော့ကျွန်တော်တို့မန်စီအတင်းကညကဆိုလို့ရှိရင်မော်ရိုကိုကလပ်အတင်းတင်းဖြစ်တဲ့ Winter Caras Blanca ရောကျွန်တော်တို့တူးစီဆွဲရလနဲ့အနိုင်ရရှိကြအားလုံးတိလိုက်မယ်အဲ့တော့ကျွန်တော်အနေနဲ့ကောင်းတာတွေအရင်ပြောမယ်ဗျမကောင်းတာတွေနောက်ဆုံးမှပြောလိုက်တော့မယ်အဲ့တော့ကောင်းတဲ့အချက်တွေကတော့ကျွန်တော်တို့မန်စီအတင်းကတူးစီနဲ့နိုင်တယ်ပထမတစ်ချက်ဒါကဘာပဲဖြစ်ဖြစ်အနိုင်တုံးမဲ့တစ်ခုရခဲ့တယ်အဲ့တော့ ောက်တစ်ချက်ကကျွန်တော်တို့ခုမှရောက်လာတဲ့ Riders တော်တော်ကြီးကိုကောင်းပါတယ်ခုမှမန်စီးယူရောက်တဲ့လို့တောင်မထင်ရတော့အောင်ကိုပဲဒါမန်စီးတင်းနဲ့ကောင်းကောင်းကြီးအတားကြခဲ့တာကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ဘောလုံးဒါဆွဲပြေးသွားတာလေဒါပြီးလို့ရှင်ကျွန်တော်တို့ဒါဘောလုံးဖြတ်လှူတာလေပြီးရင်ဘောလုံးပေးပို့မှုတွေဟိုတော်တော်ကြီးကိုအားရကျင်းတဲ့ဖူကောင်းနေပြတော့เนาะပေးရတဲ့ဈေးနဲ့တော်တော်ကြီးကိုထိုက်တန်တယ်လို့ကျွန်တော်ယူဆလို့ရတယ်အဲ့တော့ ဖိုရန်ပြီးတော့ဂိုးပြန်တွင်းနေအာပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒါရိုဒရီပြန်ကစားနိုင်တယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဒါကတော့ကောင်းတဲ့အချက်တွေပေါ့နော်မကောင်းတဲ့အချက်တွေကျွန်တော်တို့ပြောလိုက်ကြရအောင်တို့ကူနဲ့စာပြင်းညိုဘလို့မအောင်အဆင်မပြေဘူးပြရတော့เนาะတကယ်ဒါဟိုဘက်အတင်းကပြောရမယ်ဆိုအတင်းငယ်လေးဖြစ်နေလို့ဒါဒီအရင်တို့စီကနေပြီးတော့ performance ကျတာမျိုးမမြင်ခဲ့ရတာပေါ့เนาะအဲ့တော့ဒီလိုအတင်းမျိုးနဲ့တွေ့ရတဲ့အချိန်မှာတော့ဒီကောင်နှစ်ကောင်ဘာမှတော့မပြနိုင်ခဲ့ဘူးဗျာအဲ့တော့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ Nico Rico Lewis ဒီကောင်ဟာဒီဘဲတင်းနဲ့မြမတင်းနဲ့ကန်တော့ဒီကောင်အချမ်းဘက်ကအများရမ်းများပေါက်နေမလားမသိဘူးညာလေဒီကောင်အချမ်းဘက်ကခဏခဏကိုပေါက်နေရပါဘူးเนาะအဲ့တော့ညာနောက်ခံကလီရီကိုလူးဝစ်ကိုထားဆော်ရင်ဘလို့မှကိုအဆင်မပြေဘူးဗျာเนาะကျွန်တော်တို့တရားရီလုံးနဲ့ဆဲခဲ့ရပြီအဲ့ဒါလေခုချင်းဒီဟိုဒီကောင်ကိုအမြင်မကြည်မှုတွေရရက်တန့်ပေးလို့မရသေးဘူး သူ့ကိုခေါင်းခေါင်းယုံကြည်ပြီးလဲသူ့ပဲချမ်းကြီးပောက်တာပဲညာလည်းအနီကက်ပြပြီးတော့ထုတ်ခံလဲရပြီထားပါအနီကက်ကတော့မထိုက်တယ်လို့မြင်တယ်ဗျာသူတမင်ရှိရတာမဟုတ်ဘူးသူဘောလုံးကိုထုတ်ပြီးတော့မတော်တဆဒါထီရွာရမျက်နှာကိုဒါပေမဲ့လည်းတန်ရဲဆုံးဖြတ်ချက်ပေါ်လေးတော့ဟိုသူကတော့ဘောလုံးပဲဥတီလိုက်တာဘောလုံးလည်းသူရှင်ဥခဲ့တယ်ဒါပေမဲ့လည်းအနီကပြခံခဲ့ရတယ်ပေါ့နော်အဲ့တော့ Rico Lewis ကတော့အဆင်မပြေဘူးပြီးလို့ရှင်ကျွန်တော်တို့ဒါ Victor Reese ပေါ့နော်ကျွန်တော်တို့ဒါ Brazil နောက်ခံလူငယ်ကစားသမားလေးကတော့ဒါခြေစွမ်းခြေစားမဆိုးပေမဲ့ တက်ငယ်သေးတော့အသေးချုံယူအောင်ပဲဗျဒါသူတစ်ခါလေးရှင်းထုတ်ရမယ့်လုံးတွေမျိုးတွေလို့ဆိုမှလိုအပ်ချက်တွေအများကြီးရှိနေတော့ကျွန်တော်မြင်တွေ့ခဲ့ရတယ်။ပြီးရင်တော့ chucky chucky ကတော့ကျွန်တော်တို့ဒါရိုင်းတော့မဆိုးရွားလေးပဲမြဲကျွန်တော်တို့လိုချင်တဲ့ကစားပုံတော့မဟုတ်တာတော့တည်ကြရဲ့ဗျ chucky ကကျွန်တော်ဒီတဲ့ပို့ပြီးတော့ကောင်းရမယ့်အနေထားပေါ့နော်ဒါပေမဲ့လည်းဒါသူ့ရဲ့ပထမဆုံးပွဲအတင်းနဲ့10ရက်လောက်ပဲ legendary ရဲ့ပွဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့တရိပ်ယူမိရမယ်ဗျအဲ့တော့ တက်ကြီးကတော့ကျွန်တော်တို့မန်စီးတင်းအတွက်အဆင်နဲ့မဖြစ်သေးဘူးဒါပေမဲ့ဖိုရဲကတော့ပြန်ပြီးတော့ပိုကောင်းလိုက်ပါတော့ဒါပြီးခဲ့တဲ့ရာသီခြေစွန်းကျသွားပြုတ်ရင်မဲ့ဖိုရဲကတော့ကျွန်တော်တို့ကောင်းမွန်တဲ့ရွေးတစ်ခုတော့ပြန်ရောက်ရှိလာပြီလို့ကျွန်တော်လည်းယုံကြည်ရပါတော့เนาะအဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်မန်စီးတင်းကောင်းွက်တွေစိုးွက်တွေနဲ့ပဲညကအနိုင်ဒါလက်တခုကိုပုံဖော်နိုင်ခဲ့ပေါ့เนาะအဲ့တော့ပွဲပြီးတင်းစာရှင်းလင်းပွဲမှာတော့ဒါဂွာယူလာကဒါသူ့ရဲ့ဒါကစားကွက်စမ်းတက်နေတယ်ဆိုတာကိုပြောပြသွားခဲ့ပေါ့เนาะအဲ့တော့ ီနေ့ပွဲမှာကျော်ရူပွဲထွက်ကစားခဲ့တဲ့ကစားသမားတွေကနောက်ထပ်ပွဲမှာပါဝင်ခွင့်ရမှာမဟုတ်ဘူး။နောက်ထပ်မတူညီတဲ့ကစားသမားနဲ့တူပွဲထွက်လာမယ်ဆိုပြီးတော့ပြောထားတယ်။အဲ့တော့မန်စီဗန်ညီကိုအားလုံးကျွန်တော်တို့ကစားပုံမကျင်နေဘူးဆိုရင်တော့စိတ်မပြတ်ပါနဲ့။ဒါကခုမှယာရီအစပဲရှိပါလိမ့်တယ်။ဂွာရီယိုလာခုမှကစားကွက်စန်တက်တုံလူစန်တက်တုံပဲရှိပါလိမ့်တယ်။ကျွန်တော်ရှေ့ကအရင်ဗီဒီယိုတွေမှာပြောခဲ့တယ်လို့ပဲကျွန်တော်တို့မန်စီတင်းအတွက်အများကြီးမျှော်လင့်မထားပါနဲ့။ဒါမန်စီတင်းအတွက်ကခြေစွမ်းခြေခြေစန်းတဲ့ပွဲကစားကွက်စန်းတဲ့ပွဲလို့လည်းအမှတ်ယူထားပါ ော်အဲ့တော့ဘာပဲဖြစ်ကျွန်တော်မန်စီတင်း2ဆီဆိုရဲလည်းနဲ့အနိုင်ရရှိရင်3မှတ်ရရှိပေးပါပြီအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါဦး